ပတ်စံအကြောင်းကိုပြောလိုက်ပြီဆိုတာနဲ့ဘလို့ပူရှာမလဲဘလို့ယင်းနှိမ့်နေရမလဲဆိုတာတွေပဲစဉ်းစားနေမိကြတယ်ဟုတ်ဒါတွေကိုအတွေးတွေကနေခဏပေးထုတ်ထားလိုက်တကယ်တော့ပတ်စံနဲ့ပတ်သက်ပြီးရောအောင်မြင်ဖို့တော့ချက်ကသင်ချာမဟုတ်ဘဲနဲ့စိတ်ပညာဖြစ်တယ်ဆိုရင်ရောဘလို့လဲဒီစကားကကျွန်တော်တို့အားလုံးကြုံနေရတဲ့အဓိကပြဿနာကိုထောက်ပြနေတာပါဥပမာကားတစ်စီးကိုဝယ်လိုက်တယ်ကိုကပျော်နေတော့မှရှိတည်ရဲ့တကယ်ချင်းတယောက်ကကိုထပ်ပိုကောင်းတဲ့ မော်ဒယ်မြင့်တဲ့ကားတစ်စီးကိုဝယ်လိုက်တာမြင်တော့ကိုယ့်ရဲ့ပျော်ရွှင်မှုကဘယ်ရောက်သွားမှမသိတော့အဲ့ဒါဘာလို့လဲဆိုတော့ကိုယ့်ရဲ့အောင်မြင်မှုပန်းတိုင်ကိုအမြဲတမ်းအရှိကိုထက်ထက်ရွှေ့မိနေတာကြောင့်ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ပြောချင်တဲ့အဓိကချက်ကကိုပျော်ရွှင်ရဖို့ကိုပိုချမ်းသာဖို့ဆိုတာကကိုယ့်ရဲ့စိတ်နေစိတ်ထားကိုပြောင်းဖို့ပဲလိုတာပါ။ချုပ်ချုပ်တွေ့တွေ့ယင်းနှီးမြုပ်နှံမှုနီလန်းတွေကိုခေါင်းထဲကခဏထုတ်ထားလိုက်။တကယ်ချမ်းသာဖို့အတွက်အဓိကလျှော့ဝှက်ချက်ဆိုတာကဘလို့ကောင်းတဲ့ stock share တခုကိုယင်းနှိမ့်နံရမလဲဗာစီးပွားရေးကိုလောရမလဲဆိုတာထက်ရိုးရှင်းတဲ့အမူအကျင့်လေးတွေကိုလက်တွေ့လိုက်နာကျင့်သုံးနိုင်ဖို့ကပိုပြီးအရေးကြီးပါတယ်ဒါဆိုရင်ကျွန်တော်တို့အချက်လေးတွေနဲ့ဆွေးနွေးကြည့်လိုက်ရအောင်ပထမဆုံးချက်ကစင်းရဲခြင်းရဲ့အကြောင်းရင်းဟုတ်ပြီဘာကြောင့်များကိုကငွေကြေးနဲ့ပတ်သက်လာရင် သူများရဲ့အနောက်မှာလို့ခံစားနေရတာလဲအဖြေကလည်းကိုယ့်ရဲ့ဘန်းကောင်ထဲမှာရှာလို့မရအောင်ကိုယ့်ရဲ့အတွေ့ကိုယ့်ရဲ့အုံနောက်ထဲမှာပဲရှိနေတာ ဒီမှာစိတ်ဝင်စားစရာကောင်းတဲ့အမှန်တရားတစ်ခုကိုပြောပြမယ်။ပညာရည်အရန်တက်ဟာဘတ်ကနေ MBA ဘွဲ့ရပြီး Wall Street မှာအလုပ်လုပ်ဟာကြီးကြီးတက်ချမ်းသာနေတဲ့ဘွားကနေဒီဝါလီခံသွားနိုင်တယ်လို့ပညာရည်နောက်ခံကောင်းကောင်းမရှိပေမဲ့တာမန်လာကစားဝန်ထမ်းတယောက်ကလည်းတန်းကျွယ်တည်းဖြစ်ပြီးတော့ပိုင်ဆိုင်မှုတွေကိုတားဆင်မြေးဆက်အမွေပေးခဲ့နိုင်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါကဘာကိုပြနေရလဲဆိုတော့ငွေကြေးစီမံခန့်ခွဲမှုကလူတယောက်ရဲ့ဘွဲ့တွေဂုံတွေထက်အများကြီးအရေးကြီးတယ်ဆိုတာပါပဲ။ ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောထားတဲ့ဗီဒီယိုလေးရှိပါတယ်။ဒီနေရာမှာသွားကြည့်နိုင်ပါတယ်။နံပါတ်1ချက်ကတော့နှိုင်းရှင်ခြင်းထောင်ချောက်။ကျွန်တော်တို့ကငါမလုံနိုင်သေးပါလား။ငါကဘာမှမဟုတ်သေးဘူး။အများကြီးစ조사အောင်မယ်ဆိုတဲ့စိတ်တက်ကြစီတဲ့အတွေ့ကိုဖြစ်စေတဲ့စိတ်တစ်ခုရှိပါတယ်။ကိုယ့်ရဲ့ပန်ဆိုင်မှုကိုအခြားသူတွေရဲ့ပန်ဆိုင်မှုတွေနဲ့သွားသွားပြီးတော့နှိုင်းရှင်မိနေရဲ့စိတ်ပါ။အရင်ခေတ်ကဆိုရင်တော့ကိုကအိမ်ကြီးချင်းတွေဆွေမျိုးတွေဒါမှမဟုတ်ရင်လောက်ပေါက်ကိုင်းဘက်တွေလောင်းနေရဲ့ပဲနှိုင်းရှင်မိမှာပေါ့။ အခု social media ခကြီးမှာတော့ TikTok တို့ Instagram တို့ကနေပြီးတော့ကမ္ဘာပေါ်မှာရှိတဲ့လူတွေအများကြီးနဲ့နှိုင်းရှင်နေကြရပြီ။အဲ့တော့ဘာတွေဖြစ်လာလဲ။ကိုကုတ်ကိုအမြဲတမ်းမပြည့်စုံဘူးမလုံလောက်ဘူးဆိုပြီးတော့ပိုခံစားလာကြရပြီးတော့မဆုံးနိုင်တော့တဲ့ဘဝတန်တရားပြိုင်ပွဲတွေကိုရောက်သွားတော့တာပါပဲ။ဥပမာဈေးကြီးတဲ့ကားကောင်းစားတစ်စီးပိုင်ဆိုင်လိုက်ရင်လူတွေကကိုကုတ်ကိုပို့ပြီးတော့အထင်ကြီးလေးစားကြလိမ့်မယ်လို့ထင်ဘူးလား။ အရောက်နမည်ကြီးတဲ့ psychology of money စာကိုရေးသားခဲ့တဲ့စာရေးဆရာ Morgan Housel ကသူ့ရဲ့ကားထိန်းသိမ်းပေးရတဲ့ဝန်ထမ်းအလုပ်တစ်ခုကနေရခဲ့တဲ့အတွေ့အကြုံတွေရှင်းပြီးတော့ဒီလိုဥပမာပြထားပါတယ်။သူ Ferrari ကားတစ်စီးကို မြင်လိုက်တဲ့အခါမှာ ဟာအဲ့ဒီကားမောင်းတဲ့သူကတော့တော်တော်တော်မှပဲ မိုက်မှပဲဆိုပြီးတော့သူဘယ်တော့မှမတွေးဘူးပါဘူးတဲ့။သူ့စိတ်ထဲမှာတကယ်တွေးမိနေခဲ့တာကငါမှသာဒီလိုကားမျိုးရှိရင်လူတွေကငါ့ကိုမိုက်တယ်ဆိုပြီးတော့အထင်ကြီးလေးစားချမှာပဲဆိုတာပဲ။တွေ့လား သူကားမောင်းတဲ့သူကိုအထင်ကြီးတာမဟုတ်သူကိုယ်တိုင်အဲ့ဒီကားကိုမောင်းနေတဲ့အခါမှာလူတွေကသူ့ကိုဘလို့အထင်ကြီးကြမလဲဆိုပြီးတော့စိတ်ကူးယဉ်နေမိနေတာပါအဲ့တော့အရေးကြီးတဲ့သင်ခန်းစာကဘာလဲဆိုတော့ဘသူမှကို့အကြောင်းကိုစိတ်ဝင်စားကြအောင်သူတို့ကသူတို့အကြောင်းပဲတွေးနေကြတာကို့ပိုင်ဆိုင်မှုကိုသူတို့ကခရူးဆိုင်နေကြရလဲမဟုတ်သူတို့ဒါအဲ့ဒီပစ္စည်းတွေကိုပိုင်ဆိုင်ရင်ဘလို့နေမလဲဆိုတာကိုပဲစိတ်ကူးယဉ်နေမိကြတာဆိုတော့အခြားသူရဲ့ အတိမတ်ပြုမှုကိုရဖို့စ조사နေမိတာကဘဝမှာအချိန်ဖြုံးမိနေတာနဲ့တူတူပါပဲ။နံပါတ်3ချက်ကတော့ချမ်းသာခြင်းနဲ့ကြွယ်ဝခြင်းဟုတ်ပြီဒီစကလုံးနှလုံးကိုပြန်ပြီးတော့အထိပယ်ဖွင့်ကြည့်ရအောင်မြမလိုဘာသာပြန်တာကျတော့ဘာမှသိမထူးဆန်းဘူးလို့တော့ထင်တာပဲဘာဖြစ်လို့လဲဆိုတော့လူများစုကအဲ့ဒီနှစ်ခုကိုအတူတူပဲလို့ထင်နေကြတာပါအမှန်ကနှစ်ခုလုံးကလုံးဝမတူပါဘူးဒီလိုလေးစဉ်းစားကြည့်ရအောင်ချမ်းသာတယ်ဆိုတာကဈေးကြီးတဲ့ ကားကောင်းစားကြီးတစ်ခုကိုလူတွေမြင်အောင်မောင်းပြနေတာတံပိုးကြီးတဲ့ brand ပစ္စည်းတွေကိုလူတွေမြင်အောင်ကင်ပြနေတာမျိုးပေါ့ကျွဲဝါတယ်ဆိုတာကတော့အဲ့ဒီကားတွေပစ္စည်းတွေကိုအေးအေးဆေးဆေးဝယ်နိုင်တဲ့ငွေကြေးလွတ်လပ်မှုမျိုးရှိနေတာပဲဖြစ်ပါတယ်တစ်ခုကမြင်နေရတယ်နောက်တစ်ခုကမြင်မနေရအောင်ဒါပေမဲ့အမှန်တကယ်တော့သူ့မှာအဲ့ဒီလူမျိုးပိုင်ဆိုင်မှုတွေရှိတယ်အဲ့ဟာကအဓိကကွာခြားချက်ပဲဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ရည်မှန်းချက်ကပစ္စည်းတွေအများကြီးပိုင်ဆိုင်ရအောင် စုတင်တာလား ဒီလိုလည်းမဟုတ်ပါဘူးတကယ်ရည်မှန်းချက်ကတော့ကိုမကြိုက်ဘဲနဲ့လုပ်နေရတဲ့အလုပ်ကိုကိုယ့်သဘောနဲ့ကိုထွက်နိုင်တဲ့ငွေကြေးလွတ်လပ်မှုမျိုးကိုချစ်တဲ့သူတွေနဲ့အတူတူစိတ်ကြအချင်းကုံဆုံးနိုင်တဲ့လွတ်လပ်မှုမျိုးကိုတည်ဆောက်ဖို့ပဲဖြစ်ပါတယ်အဲ့ဒါကမှအမှန်တကယ်ကြွယ်ဝမှုအစစ်ပဲဖြစ်ပါတယ်နံပါတ်၄ချက်ကတော့ဘန်နာရေးဆိုင်ရာနှီးဖြူဟာအသက်ကဲလက်တွေ့ကြတဲ့ဖြည့်ရှင်းနည်းတွေဘက်ကိုသွားကြည့်ရအောင်ဒီနီးလန်းတွေက အော်အော်စရာကောင်းလောက်အောင်ကိုရိုးရှင်းမိမဲ့ ကိုယ့်ရဲ့ငွေကြေးနဲ့ပတ်သက်ပြီးတော့ဘဝတစ်ခုကို ပြောင်းလဲနိုင်လောက်အောင်ကိုအစွမ်းနေရှိပါတယ်။ပထမဆုံးစီမင်းကတော့ငွေနဲ့ပတ်သက်ပြီးတော့ကိုလုံးမိနေတဲ့ budget သတ်မှတ်ပုံကိုပြောင်းပြန်လှန်လိုက်တာပါ။ဘလို့လဲဆိုတော့လကုံမှ၃လို့ပိုတဲ့ပတ်စံကိုစူးဖို့စူးစမ်းတာထက်လစာရတာနဲ့တခြားကုန်ကျစရိတ်တွေအတွက်မသုံးခင် pay yourself first ကိုကိုကို အရင်ပေးချေတာပါ။ဆိုလိုတာကမဖြစ်မနေအိမ်လားကပေးရတယ်လို့ပဲ။ ကိုစုမဲ့ပစံကိုမဖြစ်မနေကုန်ကြစိတ်တစ်ခုအနည်းနဲ့သတ်မှတ်ပြလိုက်တာပဲဖြစ်ပါတယ်ဒုတိယစည်းမျဉ်းကတော့ခန်းစားချက်ကိုဒီကိစ္စတွေကနေထုတ်ပယ်လိုက်ပြီးတော့သတ်မှတ်ထားတဲ့အတိုင်းအလိုလျောက်စုတဲ့နည်းကိုအသုံးပြုတာပါမြန်မာနိုင်ငံမှာတော့ဘန်တွေမှာဒီလိုဝန်ဆောင်မှုမျိုးရှိမှရှိတော့မပြောတတ်ဘူးပေါ့နော်။လာခဝင်လာတာနဲ့ကိုစုမဲ့ပမာဏကိုအခြားအကောင့်ခွဲတစ်ခုတည်းကိုပုံမှန်ဖြတ်ပြီးတော့ထည့်ပေးတာမျိုးပေါ့။ဒီလိုမဖြစ်မနေလှုပ်ထားလိုက်တယ်ဆိုလို့ရှိရင်ကိုကငွေစုဖို့အတွက်ဆေးရထက်တန်တီဖြစ်စေ မထက်တန်ဒီဖြစ်စေစူဖို့ပြင်းနေတာပဲဖြစ်စေကိုယ့်ရဲ့ကြွယ်ဝချမ်းသာမှုကသူ့ဟာသူတိုးပွားနေမှာပဲဖြစ်ပါတယ်။တင်းဘွားတစ်လျှောက်လုံးမှာအလုံးပြုတ်တာစေဝါကုသမှုအတွက်လိုအပ်တာတဘာဝက်ပိန်အန်နီယရီနဲ့ကြုံတွေ့ရတာစတဲ့အရာတွေတဲကအ ਨੇ ဆုံးဖြစ်နိုင်ခြင်းရာဂိုင်းတော့ဘလောက်ရှိမယ်လို့ထင်လဲ။အဖြေကတော့တရားရာဂိုင်းတော့ပါဒီလိုဖြစ်လာတဲ့အခါမှာတင်းရဲ့ဒီစုထားတဲ့ငွေတွေကတင်းရဲ့ပိုင်ဆိုင်မှုတွေထဲမှာဆိုလို့ရှိရင်တန်ဖိုးအရှိဆုံးဖြစ်လာပါလိမ့်မယ်။ တတိယစီမင်းကတော့အစွမ်းထက်ဆုံးပဲဖြစ်ပါတယ်။ဒါပေမဲ့ဒါကလူတွေတိတ်တတိမထားမိတဲ့အရာပေါ့။အဲဟာကစိတ်ရှည်ဖို့ပဲဖြစ်ပါတယ်။အချိန်ကြာလာတာနဲ့အမျှအကျိုးအမြတ်တွေပိုများလာနိုင်တဲ့တိုးရင်းပေါင်းဆိုတဲ့ compound interest အကြောင်းကိုပြောနေရပါ။ဒါနဲ့ပတ်သက်ပြီးတော့အသေးစိတ်ပြောထားတဲ့ဗီဒီယိုလေးတစ်ပုဒ်လည်းရှိပါတယ်။အဲဒီနေရာမှာသွားပြီးတော့ကြည့်နိုင်ပါတယ်။ကမ္ဘာပေါ်မှာအကြီးအကျယ်ဆုံးယင်းနှိမ့်မြုံနှံသူကြီးလို့သတ်မှတ်ထားတဲ့ Warren Buffett ကသူ့ရဲ့ပိုင်ဆိုင်မှု99ရာခိုင်နှုန်းကဘယ်ကလာတယ်လို့ထင်လဲသူ့ရဲ့ထူးချွန်တဲ့ဉာဏ်ပညာကြောင့်လားဒါမဟုတ်ရင် stock share တွေရွေးချယ်တတ်လို့လားအဲ့ဟာတွေကတစိမ့်တစ်ပိုင်းအနေနဲ့တော့ပါဝင်ပါလိမ့်မယ်တကယ်တမ်းတော့သူ့ရဲ့အသက်တင်ပိုင်ဆိုင်မှု99ရာခိုင်နှုန်းကသူ့ရဲ့အသက်60ပြည့်ပြီးနောက်ပိုင်းမှာမှရခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့ super power ကဉာဏ်ကောင်းတာတစ်ခုတည်းကြောင့်မဟုတ်ဆယ်စုနှစ်ပေါင်းများစွာဒီနယ်ပယ်ထဲမှာစောင့်စားနိုင်ခဲ့တာပဲဖြစ်ပါတယ် အဲ့ဒါကလူတိုင်းမှာရှိနိုင်တဲ့စွမ်းရည်တစ်ခုပဲတကယ်လိုက်နာကျင့်သုံးနိုင်ခြင်းရှိမရှိဆိုတာပဲမူတည်သွားတာပေါ့နံပါတ်5ချက်ကတော့မျောလင်းချက်တွေထိန်းချုပ်ခြင်းကဲနောက်ဆုံးအနေနဲ့ကျွန်တော်တို့ပိုင်ဆိုင်ထားပြီးသားဖြစ်တဲ့ဗန္ဓာရေးဆိုင်ရာစွမ်းအားတစ်ခုအကြောင်းပြောကြရအောင်ပျော်ရွှင်မှုဆိုတာပါလေပတ်စံရှုတော့ကကြည့်ရင်တော့ကိုယ့်ရဲ့လက်ရှိဝင်ငွေ reality နဲ့ကိုယ့်ရဲ့မျောလင်းချက် expectation တွေကြားကွာဟာချက်တစ်ခုပေါ့အဲ့ဒီကွာဟာချက်ကပို့ပြီးတော့ကျယ်လေး စိတ်ခံစားချက်တွေကပို့ပြီးတော့ဆင်းရဲဒုက္ခရောက်လေပဲဖြစ်ပါတယ်ဝင်ဝင်ကနှစ်ဆတိုးလာပင်မဲ့လိုချင်တာတွေကလည်းသုံးဆတိုးလာမယ်ဆိုရင်တကယ်တော့ပို့ပြီးတော့ဆင်းရဲသွားတာပေါ့စတီဗင်ဟော့ကင်းရဲ့ဒီစကားလေးကိုနားထောင်ကြည့်ပါ ကျွန်တော်အသက်20နှစ်မှာမျောလင်းချက်တွေတုံညအထိရှော့ချလိုက်တဲ့နောက်ပိုင်းအရာအားလုံးဟာသူ့အတွက်အပိုစုတွေပါပဲတဲ့ဒါကနင်းနဲ့အစွန်းရောက်တယ်လို့ထင်ရနိုင်ပေမဲ့အစွန်းထက်တဲ့အမှန်တရားတစ်ခုကိုဖော်ပြနေတာပါ ဘာမှမမျော်လင့်ထားတဲ့အခါရလာတဲ့အရာမှန်သမျှကစူးလက်လို့ဖြစ်လာတယ်ပေါ့ဆိုတော့အဓိကဘန်ဒါရေးစွမ်းရည်ဆိုတာကကိုကဘာကိုလိုချင်လဲဆိုတာကိုထိန်းချုပ်နိုင်ခြင်းပဲဖြစ်ပါတယ်လူတယောက်ကသူတို့ ထင်ထားသလောက်ငွေမစုနိုင်ရတဲ့အကြောင်းရင်းကသူတို့ရဲ့မျော်လင့်ချက်တွေကိုနှစ်ပေါင်းများစွာထိန်းချုပ်မှုမဲ့စွာနဲ့မြင့်တက်နေတာကြောင့်ပဲဖြစ်ပါတယ်သူတို့တတ်နိုင်တဲ့လူနေမှုအဆင့်တန်းမဟုတ်ရင်တော့မှသူတို့ဖြစ်ချင်တဲ့ဘဝပုံစံကိုလိုက်လံရှာဖွေနေရင်လည်းလိုရာထပ်ပိုသုံးဆွဲခဲ့ကြပါတယ် တော်ပြီဒီလောက်ဆိုရင်လုံလောက်ပြီဒီလောက်ဆိုရောင်ရဲတင်းတိမ်နိုင်ပြီဒီလိုပြောနိုင်တဲ့အချိန်မှာတကယ်ကိုလွတ်မြောက်သွားတာပဲပေါ့ဒီတော့ဒီအကြောင်းအရာကိုညီကုန်းချုပ်အနေနဲ့ပြောရရင်ကိုကိုကိုဒီမိကုန်းလေးတစ်ခုမေးကြည့်စေချင်တယ်ပတ်စံဆိုတာကိုဘွားကိုပိုကောင်းစေတဲ့ဘွားတစ်ခုကိုတိဆောက်ဖို့ကရိယာတစ်ခုလားဒါမှမဟုတ်အခြားသူတွေနဲ့နှိုင်းရှင်ပြီးတော့ကိုတံပိုးကို တိုင်းတာတဲ့ပေးတံတစ်ခုလား အဲ့ဒီအဖြေကတော့ကိုယ့်ရဲ့ငွေကြေးအနာဂတ်တစ်ခုလုံးကိုပြောင်းလဲစေပါလိမ့်မယ်ကျွန်တော်ကတော့ Money Mind မြန်မာ Channel တင်ဆက်သူကိုစောပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာလည်းအခုလိုမျိုးငွေကြေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေဘဝအတွက်အကျိုးရှိစီမဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာ